China Today Channel ကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Today Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာသီမက်ဆရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်းငွေတောင်းတစောင်းနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်အတွင်ရမှုဖြစ်သူတာကိစ္စဓမ္မဇောတိကတစောင်းဆရာဦးစန်းလင်းဆယ်မြောင်းနဲ့ စိနေတင်ရလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေပြေကဏ္ဍကိုတဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွဲ့ရတရဏိယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း229ထိဖြေကြရိုက်ကိုထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါရယ်။အခုခါမှာတော့ online ဓမ္မအမေပြများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာအမေပု္ပ္ပာများကိုဆရာက ဆက်လက်ဖြေကြားပေးသွားအောင်မှာပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကိုတခုပန်ကြားလိုတာကတော့ မေးခွန်းမမြည်တဲ့မေးစာပေးစာများနဲ့မေးရန်မတင်တဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတ်တီကိုနားလေတိခန့်ခွင့်လွှတ်ပေးပါရန်ဤနေရာကနေပြီးတော့နူးညွတ်တောင်းပါဆရာမင်္ဂလာပါရှင်။ဟုတ်ကဲ့မင်္ဂလာပါ။ဒီတော့အုံးနဲ့နှစ်စီတအိုးပါ။ အဲ့လေအိုမထားကောင်းမှုဆိုတာဟုတ်ပါသလားဆရာတည်ခွင့်ရပါရစေဆိုပြီးတော့အမြင်ညာထားချက်ပါတယ်။မြတ်စွာဘုရားရှင်ကိုပန်းထူတဲ့နေရာမှာလေမိမိလူတဲ့ပန်းစီတစ်အစင်းအပြင်လှပ်ပါခြင်းနှစ်အနံ့အပြင်မွေးကြံခြင်းသုံးလက်ဆက်လန်းဆန်းခြင်းဟိုပန်းချောက်တွေဆိုတာဟုတ်ဘူးကွာဗျာနော်ဒါမှလက်ဆက်လန်းဆန်းခြင်းအဲ့ဒီသုံးချက်နဲ့ပြည့်ညီကြနဲ့တပြိုင်နက်ပန်းအလှူပါပန်းတာနာအလှူခံပုဂ္ဂိုလ်ရောလှူတဲ့ပုဂ္ဂိုလ်ရောအဲ့မြင်ကွင်းကိုမြင်တဲ့ပြည့်ကြကောအမှန်တန်စိတ်ကြီးကြည်လင်လန်းဆန်းရတယ် အဲ့ဒီလမ်းစမ်းတဲ့အထဲမှာမှကံမင်းစာကံဝင်၎င်းကံမပလင်းစာကံဝင်၎င်းတတ္တဟိတ္တရယုံကြည်ရဲဆိုတဲ့တတ္တကံကံကျိုးယုံကြည်တဲ့တတ္တနဲ့လှူတာဘာသာကြားတွေကပေးတာပဲရှိတယ်သူတို့တို့ကလှူတာနော်အဲ့ဒီကံကံကျိုးယုံကြည်တဲ့တတ္တရဲ့ဒါနံမောက္ခံပဒံဝရံပေါ့နော်ဒါနံဥစုကရံမက္ကံဒါနသည်သူကနိဗ္ဗာန်မဲ့ဖို့သွားတယ်လမ်းကြောင်းကြီးရဲ့လမ်းကြောင်းကြီးဖြောက်ဖြောက်သွားလမ်းကြောင်းကြီးလို့ဒီလိုပညာလေးပါရှင်ပြီးတော့နိဗ္ဗာန်ကိုစေလွတ်သောစိတ်လေးနဲ့လှူနိုင်တယ်ဆိုရင်ခုနပြောတဲ့တတ္တရယ်ကံကံကိုယုံကြည်ချက်တတ္တရယ်နိဗ္ဗာန်ကိုစေလွတ်တဲ့ပညာရယ်ပေါ့ သရပညာထပ်ပေါင်းလိုက်တဲ့အခါအဲ့ဒီပန်းဌာနာဘာဖြစ်သွားလဲအယံမြင့်မြတ်သွားတယ်မဟာဌာနဖြစ်သွားတယ်တနည်းအားဖြင့်ပြောရင်တော့မဟာကုသိုလ်ရတာမဟာကုသိုလ်ညာဏတမ်းပြီးဇောစိတ်တုပ္ပတ်တွေတပွားပွားဖြစ်ပြီးတော့အကျိုးပေးတွေအယံကောင်းတယ်အဲ့ဒါပဌာနာပဲပန်းထူတာပန်းအိုးအရေအတွက်စုံမ13596268ဘာမှမဆိုင်အဲ့ဒါအဲ့ဒါပဌာနာဟာဒီမဟုတ်ဘူးနောက်ပြီးတော့ကျွန်တော်တို့အစားစားတဲ့အခါမှာဘယ်အစားအစာနဲ့ဘယ်အစားအစာရောစားရင်ပိုင်စင်ဖြစ်တယ်လို့ပန်းကလည်းပဲဘယ်ပန်းနဲ့ဘယ်ပန်းနဲ့ရောထိုးရင်ဘာဖြစ်မယ်လို့မရှိဘူးအဲ့ဒါ logic အယူတွေပဲ ခုနရှင်းရှင်းလင်းလင်းပဓာနာကခုနသုံးချက်ပဲပန်းရဲ့အခြေအနေသုံးချက်ရဲ့စိတ်နှလုံးသွင်းတဲ့တရားရဲ့ပညာရဲ့ပေါင်းရင်ဒါကပြည့်စုံတယ်အဲ့ဒီစုံကတည်တနာမရှိဘူးဆိုပါစို့ဥပန်းဝင်လေးဟုတ်ထိုးတယ်စုံမော့ဗျာလေးနဲ့ပတ်သက်ပြီးမြတ်စွာဘုရားရှင်ကသစ္စာလေးပါးဟောတာလေအဲ့လိုဟောတဲ့အခါမှာစတ္တရောတိဂဏနပြိစေရောလို့ပြောတယ်စတ္တရောတိလေးဟူဒီကဝါလေးကဏ္ဍဟူဒီကဂဏနရေတွေ့ချင်းမြတ်စွာပြိစေရောအပိုင်းချပြီလေးဆိုတာကဘာလဲဆိုရင်ရေတွေ့ချင်းအပိုင်းချပဲတဲ့ဆိုလိုတာကလေးဟာ သုံးနဲ့၅ကြားကိုဗျာမများအောင်ထည့်ထားတာပဲဒီတပူမရှိရင်ဘယ်လိုသွားရည်တွက်မလဲထိုနည်းတူသာပဲခန္ဓာ၅ပါးကိုဟောတဲ့အခါမှာလည်းပဉ္စတိခန္ဓာနာပြိစီတော်ပဉ္စတိ၅ဥစီက၅ခန္ဓာဥစီကခန္ဓာနာရည်တွက်ခြင်းမြတ်သောပြိစီတော်အပိုင်းချပဲဘာမှမင်္ဂလာရှိသည်မရှိသည်ကုသိုလ်အကုသိုလ်မရှိဘူးကဏ္ဍကကဏ္ဍမြတ်သာပဲရှိတယ်အဲ့တော့သစ္စာ၄ပါးကိုလည်း၄ပဲအပယ်၄ပါးကလည်းဒီ၄ပဲဘယ်၄မှလာတာမဟုတ်ဘူးခန္ဓာ၅ပါးကလည်းဒီ၅ပါးပဲအနန္တအနန္တ၅ပါးကလည်းဒါပဲရံသီမျိုး၅ပါးကလည်းဒီ၅ပါးပဲ အဲ့တော့အမြင်ရှင်းရှင်းနဲ့တမာဒိဋ္ဌိနဲ့ဖြစ်စေခြင်းနဲ့နော်ဘယ်ဟာမှအကျိုးသက်ရောက်မှုနဲ့မဆိုင်ပါဘူးဒါ logic အယူတွေဖြစ်တာပေါ့နော်အဲ့တော့ logic အယူတွေဖြစ်တော့ logic အယူတွေအများကြီးရှိတယ်အကုန်ပယ်ရမလားဆိုတော့ဒါလည်းမပြောလို့ပါဘူးအသုံးသင့်တဲ့ဟာလည်းသုံးမှာပေါ့အသုံးဝင်တဲ့ဟာသို့တော့ဒီမှာကျွန်တော်အထူးသတိပေးချင်တာ logic အယူတိုင်းဟာအချို့သော logic အယူတွေဟာကုသိုလ်ရေးကိုဝင်ဆွတ်ဖက်ပြီးတော့တမာဒိဋ္ဌိပြည့်စုံမဲ့ဟာတွေဆိုရင်ပြက်ပြက်သားသားပယ်ရှင်းပလိုက်ကြံတဲ့ ။နောက်ကုသိုလ်ရေးကိုဝင်ဆက်တာလည်းမဟုတ်ဘူး။သမာဓိကြီးမပြတ်တဲ့ဟာတွေလည်းရှိကြပါဗျာ။အဲ့လိုဟာတွေကကိုယ့်အကိုကျင့်သုံးမှာပြဿနာမရှိဘူးကုသိုလ်အကုသိုလ်။ဒီလိုအမျိုးဝင်ပြီးတော့ကုသိုလ်ရေးကိုဆွတ်မယ်။သမာဓိကြီးကိုပြတ်စေမယ်ဆိုရင်တော့ကျွန်တော်တို့သမာဓိကြီးအမြင်မှန်ရဖို့ကအမြဲတမ်းအရေးကြီးပါ။အပြပြသားသားပယ်ပေးပါလို့เนาะဒါလေးဖြေကြဟုတ်ကဲ့ပါဆရာဓမ္မမိတ်ဆွေတွေအနေနဲ့လည်းကျန်းတဲ့နဲ့တိတ်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာအခုလိုမျိုး online ဓမ္မအမေဖြေအများကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ Adobe channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်